သွေးမဲ့တော့တားမဆက်လူအချင်းချင်းဟာမောင်နှမလူရောချစ်ခွင့်မရှိဘူးလားဒါတော့ခမရစကားဝေးလက်ကြောင့်ပဲပြောနေတာဗျာစနိုးကခမရကိုချစ်တူလို့ချစ်တယ်ဆိုတော့ခမရသိပါတယ်ကျွန်တော်ပြောတာဟုတ်တယ်ညီလေးမင်းဘာလို့ဒီလောက်တောင်ဒေါသကြီးကြီးနေရလဲကွာဒါအကိုတို့နှစ်ယောက်ရဲ့ဂျာတွေကကိစ္စလို့အကိုပြောပြီးပြီလေ ိုင်းပဲအခုမင်းခံစားနေရတဲ့ခံစားချက်ကိုအခုနားလေတယ်ခမရပါဟုတ်နားလေတာလေထားပါအခုညီလေးအကိုကိုတွေ့ခြင်းနဲ့အဓိကအကြောင်းရင်းကပါတယ်အကိုကိုပုံဝင်လင်းလင်းပြော ခမရောက်စနိုးကတိတ်ချစ်တာဗျအဲ့ဒါကြောင့်ခမရသူ့ကိုအမြန်ဆုံးလက်ထပ်လိုက်ပါ